ဟုတ်ကဲ့ဒီတစ်ခေါက်မှာတော့စားလို့လဲကောင်းအရသာလဲရှိတဲ့သခွားမွေးရဲ့ကောင်းကျိုးနဲ့ဆိုးကျိုးတွေကိုလာပြောပြပေးသွားမှာဖြစ်ပါတယ်။သခွားမွေးရဲ့အကျိုးကျေးဇူးများသခွားမွေးဟာအရသာချုံမြင်ပြီးကျန်းမာရေးအတွက်အကျိုးကျေးဇူးများစွာရှိတဲ့တည်တည်တမျိုးဖြစ်ပါတယ်။ရင်းရဲ့အကျိုးကျေးဇူးတွေကတော့ကယ်လိုရီနဲ့ဆိုဒီယမ်ဓာတ်နည်းပါခြင်းကိုယ်လေးချိန်ကိုထိမ့်သိမ့်လိုသူတွေနဲ့တွေးတိုးယောဂါရှိသူတွေအတွက်သင့်တော်ပါတယ်။ ဗီတာမင်နဲ့တထုဓာတ်များစွာပါဝင်ခြင်းဗီတာမင် C ဗီတာမင် A ဗီတာမင် B အုပ်စုဗီတာကယ်ရိုတင်းကယ်စီယမ်ဖော့ဖရက်နဲ့တန်တက်တို့ကျွဲဝစွာပါဝင်တာကြောင့်အသားအရည်အမြင်အာရုံစပင်အရိုးနဲ့သွားတွေကို အားဖြည့်ပေးပြီးကိုယ်ခံအားစနစ်ကိုလည်းမြင့်တင်ပေးပါတယ်။ဓာတိုးစန့်ကျင်ပစ္စည်းများပါဝင်ခြင်းခန္ဓာကိုယ်ဆဲတွေရဲ့ယိုယွင်းမှုကိုနှေးကွေးစေပြီးရောဂါမျိုးမျိုးဖြစ်ပွားနိုင်ခြေကိုလျှော့ချပေးပါတယ်။ အမြင်တတ်များစွာပါဝင်ခြင်းအစာခြေစနစ်ကိုကောင်းမွန်စေပြီးဝမ်းချုပ်ခြင်းကိုကာကွယ်ပေးပါれခန္ဓာကိုယ်ကိုရေဓာတ်ဖြည့်တင်းပေးခြင်းရေဓာတ်ပါဝင်မှုများပြားတာကြောင့်ခန္ဓာကိုယ်ကိုလန်းဆန်းစေပါれသွေးပောင်ချိန်ကိုလျှော့ချပေးနိုင်ခြင်းပိုတက်စီယမ်ဓာတ်များပြီးဆိုဒီယမ်ဓာတ်နည်းပါးတာကြောင့်ဖြစ်ပါれသွေးရင်းတကြားဓာတ်ကိုထိန်းညှိပေးနိုင်ခြင်းဒီဘက်ချမ်းမှာအကျိုးကျေးဇူးရှိကြောင်းလေ့လာမှုအချို့ကဖော်ပြထားပါれ။ ။တခွားမွေးရဲ့ဆိုးကျိုးများတခွားမွေးမှာအကျိုးကျေးဇူးတွေအများကြီးရှိပေမဲ့စားသုံးတဲ့အခါသတိထားရမယ့်အချက်တွေလည်းရှိပါတယ်ညီတို့ကတော့အေးများတဲ့သဘာဝရှိခြင်းတရုတ်ရိုးရာဆေးပညာအရတခွားမွေးမှာအေးမြတဲ့သဘာဝရှိပါတယ်။ဘိုင်းအောင်ခြင်း၊ဘိုင်ဖောင်းခြင်း၊အစာမကြေခြင်း၊ဒါမှမဟုတ်ဝမ်းလျှောခြင်းလက္ခဏာရှိသူတွေရှောင်ရှားတင်ပါတယ်။ပိုတက်ဆီယမ်ဓာတ်ပမာဏမြင့်မားခြင်း ကြောက်ကပ်ပြဒနာရှိသူတွေဒါမှမဟုတ်ကြောက်ကပ်ရောဂါခံစားနေရသူတွေဟာ မစားခင်ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။ဓာတုပစ္စည်းအနေနဲ့ဓာတုပစ္စည်းတွေသုံးပြီးစိုက်ပျိုးထားတဲ့သခွားမွေးကိုစားသုံးမိရင်ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့အကျဉ်းကျန်တွေကိုရရှိနိုင်ပါတယ်။ယုံကြည်စိတ်ချရတဲ့နေရာကသခွားမွေးကိုရွေးချယ်သင့်ပါတယ်။ယောဂပိုးမွားများပါဝင်နိုင်ခြင်း တခါတရံမှာမလက်ဆက်တဲ့သခွားမွေးမှာယောဂပိုးမွားတွေပါဝင်နိုင်ပါတယ်မစားခင်တေချာစွာဆေးကြောတင်ပါတယ်အလွန်ကြုံစားသုံးပါကဝါလာနိုင်ခြင်းကယ်လိုရီနည်းပါးပေမဲ့တတိအားလုံးကိုပမာဏများများနဲ့မထိန်းချုပ်ပဲစားသုံးရင် ကိုယ်လေးချိန်ကိုထိခိုက်စေနိုင်ပါတယ် ဒါကြောင့်သခွားမွေးကိုတင်းတင်းတဲ့ပမာဏနဲ့စားသုံးပြီးတန်ရှင်းမှုကိုဂယုစိုက်ကကိုပိုင်ကျမ်းမာရေးအခြေအနေကိုထည့်သွင်းစဉ်းစားခြင်းကဒီတစ်တီးရဲ့အကျိုးကျေးဇူးတွေကိုအများဆုံးရရှိစေမှာဖြစ်ပါတယ်။ဒီလိုအကြောင်းအရာတွေကို ကြိုက်နှစ်သက်တယ်ဆိုရင်ကျွန်တော်ရဲ့ channel ကို like share and subscribe လုပ်ထားပေးဖို့မမေ့နဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်။